အချိန်တန်လို့နပိန်တန်ခံရပြီလား Aston Villa ၃နှစ်ဆက်ဥရောပဝင်ခွင့် Premier League ရဲ့ကြီးချောက်ကြီးဆိုတဲ့အသင်းတွေနဲ့အပြိုင် အမှတ်ပေးစရာမှနေရာတစ်ခုရအောင်လှုပ်ဆောင်နိုင်ခဲ့ပြီးတဲ့နောက်မှာတော့ Unai Emery ဆိုတာ Aston Villa ပြည်သက်တွေအတွက်အမေ့နိုင်စရာခန်းစားချက်တွေကိုယူဆောင်ပေးတဲ့သူရဲ့ကောင်းတယောက်ဖြစ်လာပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဘက်ကပထမပိုင်းမိနစ်30လောက်ကတည်းကတန်တက်ဆန်ဒါလန်အသင်းကိုတယောက်အသားနဲ့ကစားရပြီးအနိုင်မရခဲ့တဲ့ Aston Villa ဟာဒီရသည့် Premier League ပွဲစဉ်၅ပွဲကစားပြီးချိန်ထိနိုင်ပွဲလည်းမရသေးသလို Twin Goal နဲ့တကူပဲရရှိသေးတာဖြစ်ပါတယ်။ဒါဟာပြီးခဲ့တဲ့ရာသီက Champions League မှာ Bayern Munich PSG တို့လိုအသင်းတွေကိုအနိုင်ရဖူးတဲ့အသင်းဖြစ်ပြီးရုတ်တရက်အခုလိုချိန် နေတွေဟာလက်ခံနိုင်ဖို့ခက်ခဲတဲ့အခြေအနေတစ်ရပ်ဖြစ်နေခဲ့ပါတယ်။ဒါအပြင် Aston Villa တို့ဒီယာဒီကာရာဘောင်းဖလားပြန်ပွဲကနေလည်းထွက်ခွာသွားရပြီဖြစ်ပါတယ်။ဒီညမှာအမရီတယောက်ပါရီမာယွန်းနေပြီးဒါက Aston Villa အတွက်စိုးရိမ်စရာဖြစ်နေပြီလားဆိုတဲ့မေးခွန်းတွေထွက်ပေါ်လာခဲ့ပါတယ်။ Aston Villa ဟာပြီးခဲ့တဲ့ရာသီနှုန်းခုတုန်းကအဆင့်၄နေရာနဲ့အဆင့်၆နေရာတွေမှာရာသီသိမ်းနိုင်ခဲ့ပြီးအဲ့ဒီအတွက်အသင်းတိုက်စစ်ကအတွင်းကိုပေါင်း134ဂိုးတည်းရရှိခဲ့တာပါ။ဒါပေမဲ့ဒီယာဒီတယောက်ရောဆန္ဒလောင်းကိုကိုးသွင်းနိုင်ခဲ့ပြီးနေပွဲမှာအတွင်းကိုတကူတော့မရခဲ့တဲ့ဒီတိုက်စစ်ကဆိုးရွားနေခဲ့ပါတယ်။မှတန်းတွေရ ဆိုရင်2018တုန်းက Crystal Palace ဟာ Premier League ကိုရဖို့မိနစ်ပေါင်း614မိနစ်ထိစောင့်ခဲ့ရပြီး2005-2006ခုနှစ်တုန်းက Newcastle တို့ပထမဆုံးသွင်းကိုအတွက်438မိနစ်ကြာစောင့်ခဲ့ရဘူးတဲ့နောက်မှာတော့အခု Aston Villa ဟာသူတို့ရဲ့ပထမဆုံး Premier League ကိုမိနစ်ပေါင်း428မိနစ်ကြာအောင်စောင့်ခဲ့ရပြီး Premier League တမိုင်းတစ်လျှောက်တတိယမြောက်သွင်းကိုတကူရဖို့အကြဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ငါတို့ပူကောင်းအောင်စားဖို့လိုတယ်။ပွဲကိုပို့ပြီးထိန်းချုပ်နိုင်ဖို့လိုတယ်။ဒါမှအခွင့်အရေးတွေဖန်တီးနိုင်ပြီးသွင်းကိုတွေရမယ်လို့ United America ဆန် န္ဓာလောင်းကိုတည်ကြပြီးတဲ့နောက်မချီတင်ခဲ့ပြောသွားခဲ့ပါတယ်။တကယ်လည်းအဲ့ဒီတုန်းက Aston Villa တို့တယောက်ယောက်ဆန္ဓာလောင်းသင်းကိုကိုးပေါက်ကန်သွင်းမှုနှစ်ကြိမ်ပဲပြုလုပ်နိုင်ခဲ့တာပါ။ပြီးခဲ့တဲ့ရာသီကအငှားနဲ့ခေါ်ယူထားခဲ့တဲ့ Marcus Rashford နဲ့ Asensio တို့ဟာအသင်းရဲ့တိုက်စစ်မှာအများကြီးအထောက်အကူပြုခဲ့ပေမဲ့ရာသီ Nice ကနေပြောင်းရွှေ့ဒီပေါင်း26တန်းနဲ့အပူစုချင်းငွေပေါင်း၄တန်းတိပေးခေါ်ထားတဲ့ Ivan Gassan တယောက်ကတော့ ခုချိန်ထိအတွင်းကိုလည်းမရသေးသလိုကိုးကန်သွင်းမှုလည်းနှစ်ကြိမ်ပဲပြုလုပ်နိုင်သေးတာဖြစ်ပါတယ်။ဒါပေမဲ့အခုမှပွဲစဉ်၅ပွဲပဲရှိသေးလို့လက်ရှိခြေစွမ်းကိုအတည်ပြုဖို့မဖြစ်နိုင်သေးသလို MR နဲ့ Aston Villa တို့အကောင်းဆုံးခြေစွမ်းနဲ့ပြန်လာနိုင်မယ်လို့မျှော်လင့်နိုင်သေးပေမဲ့ Premier League လိုနေရာမှာတော့အချိန်နဲ့အတိအကမှုဆိုတာရှားပါးပစ္စည်းပဲဖြစ်နေပါတယ်။ဒီရသည့် Aston Villa ကိုလိလာမယ်ဆိုရင် Sunderland, Everton Crystal Palace, Newcastle, Brentford စတဲ့အသင်းတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအသင်းကြီးဆိုလို့ Newcastle နဲ့ Crystal Palace လောက်ပဲကတော့လောက်လာလာမမထန်ထန်အသင်းတွေဖြစ်ရှိနေကြတာဖြစ်ပါတယ်။ဒါတော့နှစ်ပွဲအထိရှုံးနိမ့်ထားပြီးဖြစ်ပြီး တိုက်စစ်ကလည်းကိုရဖို့တော်လေးရုံးကနေရတာပါပြီးခဲ့တဲ့ရာသီတုန်းကငားနဲ့ခေါ်ယူထားတဲ့ response နဲ့ SNC တို့လို့ထွက်သွားပြီးတဲ့နောက်အတင်းရှိရင်ဆွေကစားသမားတွေက Jacob Ramsey Leon Bailey တို့လောက်သာအတင်းရဲ့အဓိကကစားသမားတွေဖြစ်အထွက်ရှိခဲ့တာဖြစ်ပါတယ်ဒါအပြင်ကစားသမားဝန်မှာ Elio Sancho တို့လိုကစားသမားတွေကိုပြန်ပြီးအငားနဲ့အပြည့်နိုင်ခဲ့တာကြောင့်အတင်းအထိုင်ပြည့်စရာပါအကြောင်းမှရှိမနေခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ဒါတွေကစာရွက်ပေါ်ကလူနာမည်ဆင်းနေတာဖြစ်ပြီး Queen ထဲမှာတော့ Aston Villa ဟာအရင်လို Aston Villa မျိုးဖြစ်မနေတော့တာပါမနေ့ညကကစားခဲ့တဲ့ Europa League ပွဲမှာ မှာနိုင်ပွဲပြန်ရခဲ့ပေမဲ့ဝမ်စီဆိုတဲ့ရလာနဲ့ကတ်နိုင်ခဲ့တယ်လို့ပြောရမယ်ဆိုရင်ဦးနိုင်အမရီဆိုတာကလည်းနီးပြဖူးခဲ့တဲ့အတင်းတစ်ချောင်းမှာ၄နှစ်တက်ပူပြီးကြအောင်ပဲအတင်းကမှကင်တွေပူးခြင်းမရှိသေးတယ်လို့ Aston Villa နဲ့၄ရာသီမြောက်ရာသီမှာဘာတွေဆက်ဖြစ်မလဲဆိုတာကတော့